Hello ဒီဒီနေ့တော့ European နဲ့ Japanese stage လေးတွေတော်တော်စားကောင်းပြီးတော့ premium ဆန်နဲ့ dining vibe လေးနဲ့38 group ကနေဖွင့်တဲ့စမ်းချောင်းရှင်စောပူလမ်းမပေါ်ဟာ38 family cafe and dining fusion restaurant လေးကိုရောက်ခဲ့ပါတယ် weekday တိုင်းမှာ7နိုင်ရနေ4နိုင်ကြာကို20% off food only နဲ့ရှိပါတယ်ဆိုင်ရဲ့ vibe လေးကတော်တော်လေး premium ဆန်ပြီးတော့ starbucks နဲ့ illy coffee လေးလည်းရပါသေးတယ် အရင်ဆုံးစားဖြစ်တာလေးကဘီဇက်ပါစတာလေးပါကြေကပစွန်လေးနဲ့ယူရယ်ပေါ့နော်အနံ့လုံးဝမပြင်းဘူးခေါက်ဆွဲသားလေးနည်းနည်းမှပဲမယ်အရသာအရန်စားလို့ကောင်းတယ်ကြေတော်တော်လေးကြိုက်ပါတယ် ပဇွန်ကလည်းပန်ဂရေးလေးလုတ်ထားတယ်လို့ထင်တယ်ပေါ့နော်အနံ့လေးမှွေးပြီးတော့တော်တော်လေးအရသာရှိတယ်ပဇွန်အကောင်လေးကြီးပါတယ်အနံ့ကမပြင်းတဲ့အပြင်ကိုတင်းတင်းလေးတောင်မှမှွေးသေးတယ်ပေါ့နော်ပင်စိမ်နံ့တို့ဘာလို့မကြိုက်ရင်တောင်မှကြိုက်မဲ့ပါစတာလေးပါအရသာလေးလည်းစမ်းပြီးတော်တော်လေးစားကောင်းတာမို့လို့ကြည်ရ highly recommend လုပ်ပါတယ် ဒါကတော့ seaweed salad လေးပါ Japan style salad ပုံစံမျိုးလေးပေါ့နော်သူ salad ရဲ့ dressing လေးရဲ့အကျဲလေးဆိုပေမဲ့တော်တော်လေး rich ဖြစ်တဲ့အရာသာရှိရပေါ့နော်ကြီးကတော့ dressing အကုန်ထည့်လိုက်ပြီးတော့အဲ့ rich ဖြစ်တဲ့အရာသာကိုကြိုက်တယ်ပေါ့နော်ဒါပေမဲ့ပေါ့ပေါ့ပါပါပဲစားခြင်းနဲ့ဆိုလို့ရှိရင်တော့ dressing လေးကိုအကုန်မထည့်ပါနဲ့ဒီ salad ရဲ့အရာသာကလည်းတော်တော်လေးကိုစားလို့ကောင်းတာမို့လို့ကြီးအရန်ကြိုက်ပါတယ် ဒါပါအပင်ပေါက်လေးလည်းမသိဘူးကြည်မခေါ်တတ်လို့ပါအဲ့ဒါလေးလည်းပါတယ်ပေါ့နော်အတိကတော့သူ့အရသာကိုအရန်ကြိုက်တာမို့လို့ recommend လုပ်ပါတယ်ဒါကတော့တော်တော်ကြီးမိုက်တယ် seafood gratin မှာ seafood အစုံကိုမှာ melted cheese နဲ့ဆိုတော့အရသာအရန်ကိုမိုက်ပါတယ်လုံးဝအီးစိမ့်ပြစ်လဲပါ အထဲမှာတော့ cheese နဲ့ white sauce လေးနဲ့ပါပြီးတော့အပေါ်ရံလေးမှာတော့ tomato sauce လေးပါတယ်ပေါ့နော်။အရသာကတော်တော်ကြီးကိုစားလို့ကောင်းလို့ highly recommend ပါ။ seafood တွေရလဲပဇွန်ကင်းမွန် dory fish အကုန်ပါပြီးတော့ macaroni pasta လေးနဲ့ပါတော်တော်လေးကိုကြိုက်ပါတယ် တော်တော် creamy ဖြစ်ဖြစ်လေးနဲ့သုံးလေးလောက်လောက်စားလိုက်ရင်ဤစိတ်ဝါယူပေါ့နော်ဒီဟာကိုမှဈေးက2000ခွဲကျော်လေးဆိုတော့တော်တော်လေးကိုတတ်ပါတယ်အခုက20% off လေးရှိနေတော့လုံးဝ try တင်ပါတယ်ဆိုင်ရပေါ်တတ်မှာဆိုရင်လည်း birthday party တွေပိုင်းလုပ်လို့ကောင်းပြီးတော့ private room အခန်းကျကျလေးလည်းရှိပါတယ်။ဒါကတော့ steak hamburger လေးပါဂျပန်နီ steak ကိုစားတဲ့ပုံစံလေးပေါ့နော်။သူက beef patty လေးကိုမှ steak ပုံစံမျိုးလေးစားတာပေါ့နော်။ ဒီပဇွန်ကြော်လေးတွေပါတဲ့ဆက်ထဲမှာတော့ cheese မပါဘူးပေါ့နော်ဂျီက extra cheese ထပ်ထည့်ထားတာပါအရသာလေးကစားလို့ကောင်းတယ်သူကဘာကအသားကို cheese လေးနဲ့ဆိုတော့ပေါမုံမပါဘဲနဲ့အထက်ကဘာကရဲ့အသားကြီးပဲစားရတဲ့ feeling မျိုးလေးပေါ့နော် သူ့အသားလေးကိုတော့ဂျေယာ sauce မဆမ်းမဲ့စားတဲ့အရာသားလေးကိုပို့ကြိုက်ပါတယ် sauce လေးကမုံလာဥလေးနဲ့တော်တော်လေးလိုက်တယ်အာလူကြော်လေးလည်းတော်တော်ကောင်းပါတယ်ပစွန်ကြော်လေးကိုတော့သူ့ဘေးမှာပါတဲ့ mayonnaise sauce လေးနဲ့စားရပါတော့ဒီဆိုင်လေးက38 family ကဖွင့်တာဆိုတော့နောက်ဆိုလို့ရှိရင် 38th station tempeyaki ကဂျပန်စားလေးတွေလည်းရပါတော့မယ်ဒါလေးကတော့ tandoori chicken paella ပါ စပိန်စာစာ Spanish dish လေးပေါ့နော်ဂျီရိုစားနေကြမျိုးတော့မဟုတ်ဘူးအရသာလေးရတော့အနည်းဆက်ဆုံးဆိုရင်ဒံပေါက်အရသာလေးနဲ့ဆင်ပါတယ်ဂျီရိုအဲ့လိုထင်တယ်ပေါ့နော်အရသာလေးစားလို့ကောင်းတယ်ခရမ်းချင်သီးလေးတွေငယုတ်သီးလေးတွေလည်းပါတော့အရသာလေးကချင်ဆက်ဘက်လည်းသွားတယ် spice နဲ့လေးတွေတင်းတင်းလေးနဲ့အဲ့လိုဒံပေါက်အရသာမျိုးလေးဘက်လည်းသွားတယ်အရသာတော့တော်တော်လေးစားကောင်းမိမယ်ကြိုက်တဲ့သူမကြိုက်တဲ့သူကွဲမဲ့ dish မျိုးလေးပါ ဒါက Illy Coffee လေးအရန်တောက်လို့ကောင်းတဲ့ coffee latte လေးပါ latte ကိုခပ်ပြော့ပြော့တောက်နေကြသူအတွက်ဆိုရင်တော့မဆိုးစလောက်လေးပြင်ပါမယ်ကြီးအတွက်ကတော့လုံးဝ share ပါပဲအရန်ကြိုက်ပါတယ် coffee လေးတွေ try ကြည့်ဖို့ highly recommend ပါဒါလေးကတော့ fruit parfait ဆိုတဲ့ dessert လေးပါ strawberry ကိုအနှစ်ကလေးခြေထားတာပေါ့နော်အဲ့ဒါကို whipped cream လေးနဲ့ပြီးတော့နိုစိမ့်လေးနည်းနည်းပါမယ်ထင်တယ်အဲ့လိုမျိုးလေးစားတာပါ ဒီတစ္ဆက်လေးလည်းကြည်ကြိုက်ပါတယ်။ရတာလေးစားကောင်းတဲ့ပြင်ဆိုင်ရဲ့ vibe လေးကိုကြည်တော်တော်လေးသဘောကျတာမို့လို့တစ်ခေါက်လောက်သွားစားကြည့်အောင်နော်။